ဒါကြောင့်မလို့ဒီရွေးကောက်ပွဲဖြစ်ခဲ့ခြင်းလည်းပဲရွေးကောက်ပွဲကနေပြီးတော့ပေါ်ထွက်လာမဲ့အစိုးရပြီးစစ်တပ်နဲ့ထိတ်တဲရင်ဆိုင်တဲ့အစိုးရမျိုးဖြစ်လို့မရဘူးစစ်အာဏာရှင်စနစ်ကိုကျွန်တော်တို့မကြိုက်ဘူးသို့တော်လည်းပဲအခုလက်ရှိအကြိုက်တဲ့ဟာစစ်တပ်နဲ့တွဲပြီးတော့ထွက်မှာပဲရမယ်အဲ့တော့ပြောရရင်တော့စစ်တပ်နဲ့တွဲလို့နိုင်တဲ့ရွေးကောက်ပွဲရလာပဲဖြစ်မယ်စစ်တပ်ကိုနိုင်ငံကြီးကနေစုခွာဖို့ဆိုတဲ့ကိစ္စမှာကျွန်တော်တို့ယူဆကလည်းတပြေးပြေးချင်းစုခွာအောင်ကျွန်တော်တို့ကကြိုးစားဖို့ပဲ ဒါဒီနီလန်းဟာအားလုံးရဲ့ဒါထွက်ပေါက်ပထမအဆင့်ဖြစ်တယ်လို့ကျွန်တော်ကတော့အဲ့လိုမြင်တယ်ဟုတ်လား20ရာခိုင်နှုန်းပဲဟုတ်လားဒါစစ်တပ်ကထိန်းချုပ်နိုင်တော့တယ်ဆိုရင်အဲ့တော့သူတို့ထိန်းချုပ်နိုင်တယ်ဆိုတဲ့ဟာကကျွန်တော်80ရာခိုင်နှုန်းဆိုတော့သူတို့လည်းရွေးကောက်ပွဲလုပ်ဖို့အဲ့ဒီမှာပေါ့အဲ့တော့နောက်တစ်ခုကတော့ဘာလဲဆိုတော့အကြမ်းဖက်မှုတွေလုပ်အဲ့ဒီအကြမ်းဖက်မှုတွေကဒီခေတ်မှာလိန်လို့မရဘူးအပြစ်မဲ့ဒီအရက်ဖက်လည်းနဲ့မဲ့အကာအကွယ်မဲ့ပြည်သူတွေတည်ကြည်ပျက်စီးနေတဲ့ကိစ္စကိုတော့ပိုင်ရှင်မဲ့လုပ်လို့မရဘူး လုပ်ရင်လည်းတမိုင်းကခွင့်လွန်မှာမဟုတ်ဟုတ်ကဲ့ဥက္ကိုကြီးခင်ဗျာအခုစစ်ကောင်စီကရွေးကောက်ပွဲလုပ်ဖို့ကိုတီးပြုတ်ပြောကြလိုက်ပြီပေါ့နော်သူတို့ရဲ့ဒီရုရှားနဲ့ဘယ်လာရုခရီးစဉ်မှာဒီနှစ်ကုန်ဒါမှမဟုတ်၈နှစ်ဆန်းမှာဒါရွေးကောက်ပွဲကျင်းပမယ်ဆိုပြီးတော့တရားဝင်ထုတ်ပြောလိုက်ပြီအဲ့တော့ဥက္ကိုကြီးတို့ပြည်သူပါတီကလည်းဒီရွေးကောက်ပွဲလမ်းကြောင်းနဲ့တွားဖို့ကိုပြင်ဆင်ထားပြီဆိုတော့ဥက္ကိုကြီးရဲ့ပါတီရဲ့မူဝါဒသဘောထားဖြစ်လာနိုင်မဲ့အခြေအနေ နောက်ပြီးတော့ရွေးကောက်ပွဲပြီးရင်ဘာတွေဆက်ပြီးတော့လှုပ်ဆောင်မလဲဒီဘိုင်းတွေကိုမေးမြန်းလိုပါတယ်ဒါပေမဲ့ဒီနေရာမှာကျွန်တော်တို့ဒီတော်လိုင်းအင်အားစုတွေဖြစ်တဲ့တပေါင်းစုပေါ့အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ကလည်းပြီးခဲ့တဲ့ဖေဖော်ဝါရီ29ရက်နေ့ကသူဆွေးနွေးကမ်းတစ်ခုလုပ်ပါတယ်အဲ့ဒီဆွေးနွေးကမ်းမှာတော့ဒီစစ်ကောင်စီကြိုးပမ်းနေသည့်တရားမဝင်အတုအယောင်ရွေးကောက်ပွဲကိုစတင်ကြဆိုပြီးခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့တာပါဆိုတော့အခုမေးမြန်းခန်းကိုကျွန်တော်အပိုင်းနှစ်ခုခွဲနေတာပေါ့နော်တပိုင်းကတော့ခုန UCC ရဲ့ဆွေးနွေးတဲ့ဆွေးနွေးချက်တွေပေါ်မှာဥက္ကိုကြီးရဲ့သဘောထားအမြင်ကတပိုင်းပေါ့နော်နောက်တစ်ပိုင်းကတော့ဥက္ကိုကြီးတို့ပြည်သူ့ပါတီရဲ့ရှေ့သွားမဲ့လုပ်ငန်းစဉ်တွေကတပိုင်းပေါ့နှစ်ပိုင်းခွဲနေပါလေအဲ့တော့အခု UCC ကဆွေးနွေးခဲ့တဲ့ဆွေးနွေးချက်တွေထဲမှာအချင်းချုပ်အဓိကချက်တွေကိုကျွန်တော်မေးမြန်းလိုပါတယ်အဲ့ဒါတော့နံပါတ်1အနေနဲ့တော့အာနာသိမ့်ဖြစ်စဉ်ဖြစ်ခဲ့တဲ့အကြောင်းအဓိကသူတို့ဆွေးနွေးတာတွေ့ရပါတယ်အဲ့ဒီမှာ 2020မှာမဲရလက်ပေါ့နော်မဲမတမာမှုတွေဖြစ်ခဲ့တယ်ဆိုတော့အပိုင်းကဒါစစ်တပ်နဲ့မဆိုင်ဘူးပေါ့နော်စစ်တပ်ကနိုင်ငံကိုကာကွယ်ဖို့ပဲဖြစ်တယ်နောက်တစ်ခုကစစ်တပ်ကသူတို့ဘက်ကဖြစ်တဲ့ဒီပြည်ခိုင်မှုပါတီအตาရရေးအနိုင်ရရေးကိုဒါတောက်လျှောက်သူတို့ကဟိုရည်ရွယ်ပြီးလှုပ်လှုပ်ဆောင်ခဲ့တာပေါ့နော်2010တုန်းကလည်းဒီလိုပဲသူတို့လှုပ်ခဲ့တာဖြစ်တယ်2020မှာသူတို့အာဏာမရတဲ့အတွက်အခုလိုအာဏာသိမ်းတာဆိုပြီးလဲဒါ အဲ့ဒီဆွေးနွေးကမ်းတွေမှာပြောကြားထားတာရှိပါတယ်ဆိုတော့အဲ့ဒီအာဏာသိမ်းမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးခုလိုဆွေးနွေးချက်ဒီပုံမှာဥပဒေနဲ့ဘယ်လိုသဘောထားမျိုးပေးလို့လဲဗျကျွန်တော်တို့ကဒီတမတော်ကနိုင်ငံတော်အာဏာကိုရယူမဲ့ကိစ္စမျိုးအခြေအနေမျိုးမရောက်အောင်ဆွေးနွေးဖြေရှင်းကြဖို့ဆိုတာကိုအဲ့ဒီကာလတုန်းကကျွန်တော်တို့ဒါတိုက်တွန်းပြောဆိုတာရှိပါတယ်ဟိုတကယ်တကယ်ကတော့အာဏာမရစေခြင်းဘူးအနိုင်မရစေခြင်းဘူးဆိုရင်2015 energy အနံ့ရတဲ့အချိန်ကလေးကဒီပြဿနာမျိုးပေါ်လာမှာပေါ့အဲ့တော့တကယ်တကယ်ကတော့နိုင်ငံရေးအရညှိနှိုင်းဆွေးနွေးနိုင်မှုဖြည့်ရှင်းနိုင်မှုမရှိလို့ဒီလိုအခြေအနေဆိုးတွေနဲ့ရင်ဆိုင်ရတယ်လို့ပဲကျွန်တော်ကတော့မြင်တယ်အဲ့တော့ဒီနေရာမှာကျွန်တော်တခုသွားပြီးတော့တတိယတာကတော့ဒါပါတီတခုမှာဘိုလ်လုံးမဆောင်ကော်မတီဆိုတာပထမဒဏ်အဆင့်ကောင်းဆောင်ပြီပေါ့ထိတ်ဆုံးမှာဥဆောင်တဲ့သူတွေအဲ့ဒီအဆင့်မှာတောင်မှဒါမကြသေးခင်ကဒီပတ်ထွက်သွားတဲ့ ိုလ်လုံးမှုဆောင်ကောမဒီဝင်ဦးဟန်တာမြင့်ရဲ့စာတမ်းမှာကျွန်တော်သတိထားမိတော့တစ်ခုရှိအာနာသိမ့်မယ်လို့မထင်မိဘူးပေါ့အဲ့တော့ဆိုလိုတာကအာနာမသိမ့်ရဲ့လောက်ဘူးထင်လို့ဒီကိစ္စကိုမဖြေရှင်းဘူးกว่าဘာလုပ်ချင်တယ်လဲလို့ကိုစိန်ခေါ်တဲ့သဘောမျိုးတွေဖြစ်သွားတယ်လို့ကျွန်တော်ကတော့မြင်တယ်အဲ့တော့ဒီမတိုင်ခင်မှာဆွေးနွေးဖို့အတွက်ဖြေရှင်းဖို့အတွက်တက်ကနေပြီးတော့ တောင်းဆိုတာတွေကြိုးပမ်းတာတွေအချိန်ချင်းရှိခဲ့ကျွန်တော်တို့သိရကိစ္စရူတတန်လို့လည်းပဲရေဘူးရာအပြင်ကတော့ NLD ဟာဟို majority ကိုရနိုင်တယ်အဲ့တော့သို့တော့ကိုဗစ်ကြောင့်ရောနောက်တကဒီကော်မရှင်တွေနောက်တကဒီပါတီဝန်ရံသူဆိုပြီးတော့ပါတီဝင်လို့လည်းမသုံးနှုံးပဲနဲ့အဲ့ပါတီဝန်ရံသူဆိုတာတွေနဲ့လုပ်ခဲ့တဲ့ကိစ္စတွေမှာကတော့ဟိုတော်တော်များများရုပ်ပြဆင်းပြဖြစ်ခဲ့တာတွေရှိတာတော့အမှန်ပဲအဲ့သို့တော့ အဲကျွန်တော်တို့ကိုယ်တိုင်တော်မှဒီကိစ္စကိုတရားဝင်မကန့်ကွက်ခဲ့ပဲနဲ့ဟိုဒီမိုကရေစီအင်အားစုဘက်ကနိုင်တာကျွန်တော်တို့ဟိုတချို့ကိစ္စတွေကိုမျက်စိပိတ်ထားခဲ့တာရှိတယ်။အဲတော့အဓိကကတော့ဒီပြဿနာကိုအာနာမသိမ့်လောက်ဘူးထင်ပြီးတော့တကယ်ကတော့မဲခြင်းပြဿနာကိုညှိနှိုင်းဖြေရှင်းရမယ့်ကိစ္စမအောင်မြင်တဲ့အတွက်ကြောင့်မဖြေရှင်းနိုင်တဲ့အတွက်ကြောင့်အခုလိုကြုံရတယ်လို့ကျွန်တော်ကမြင်ပါတယ်။အဲတော့အဓိကကတော့မဲခြင်းဆိုတာတက်ကိုနိုင်ငံရေးဆိုတာ compromise လုပ်ရတာပဲနော်ဟိုဆွေးနွေးညှိနှိုင်းမှုလုပ်ရတာဒါကြောင့်မို့လို့ဒီအခြေအနေကြီးကမဖြစ်တင်မဲနဲ့ဖြစ်သွားခဲ့ရတယ်လို့ပဲကျွန်တော်မြင်ပါတယ်အဲ့ဒီအချိန်မှာဒါ NLD ဟာအာနာဝစုတ်ကင်ထားတဲ့လက်ရှိကင်တွေကျင့်သုံးနေတဲ့အစိုးရတည်ရပဲ NLD အာနာမရစီခြင်းလို့ဆိုရင်2015မှာကတည်းကဒီပြဿနာပေါ်မှာပေါ့အဲ့တော့တကယ်တော့2015နဲ့2020ကြားထဲမှာမဟာမိတ်စုဖွဲ့မှုအာနေချက်တွေရော ဟုတ်လားကျွန်တော်တို့တက်နဲ့ထိတ်တက်ရင်ဆိုင်ဖြစ်မှုတွေရောတောက်လျှောက်ဖြစ်တဲ့အဆုံးဒါနောက်ဆုံးမှာဒီလိုအခြေအနေမျိုးနဲ့ကြုံရတယ်လို့ကျွန်တော်တို့မြင်ပါတယ်ဗျဟုတ်ကဲ့အဲ့တော့ UNCC ရဲ့ဆွေးနွေးချက်နောက်နံပါတ်2အချက်ပေါ့နော်အဲ့ဒါကတော့ဗာလဲဆိုတော့ခုရွေးကောက်ပွဲကိုစစ်ကောင်စီကဘာလို့လှုပ်လဲပေါ့ဆိုတော့ဒါကတော့သူကစစ်ကောင်စီကသူတို့အာဏာသိမ်းမှုကိုဒီတရားဝင် ဖြစ်ဖို့အတွက်ဒါနိုင်ငံရေးထွက်ပေါက်နေနဲ့ဒါလှုပ်တယ်ဆိုတဲ့ဆွေးနွေးချက်ပေါ့နော် အခုရွေးကောက်ပွဲလုပ်လေအဓိကဟိုပြည်ခံပြိုးပါတီကို2010ရလို့ပေါ့နော်သူတို့အင်အားစုတွေပဲအตาရဖို့အာဏာရဖို့ပဲလှုပ်ဆောင်มาဖြစ်တယ်ဆိုတော့ဒီနှစ်ချက်ကိုလည်းရွေးကောက်ပွဲပါလို့လုပ်လဲဆိုတော့အနေထားမှာအဲ့လိုစူးနေတာတွေ့ရပါတယ်အဲ့ဒီပေါ်ရောဘယ်လိုမျိုးသဘောထားပြင်လဲဗျဟိုအဲ့ဒါကတော့ဒီနိုင်ငံကြီးကောင်းဆောင်တွေရဲ့စင်စာသုံးသက်ချက်ပေါ့နော်ချင်းကပ်မှုတွေနဲ့ဆိုင်တယ်လို့အဲ့တော့အင်းဒီချင်းထိုင်းနိုင်ငံမှာဟလာပါတီဖြတ်သိမ်းတာတောင်မှချက်ချင်းအစ်စ်ပြန်ထောင်တယ် လူတို့နဲ့ဒီနိုင်ငံရေးနည်းလမ်းကိုပြန်ပြီးတော့ရှင်းတမ်းမှုကြိုးစားတယ်။ဥပမာပြဆိုလို့ရှိရင်ကျွန်တော်တို့ဒါ Future Forward Party ကနေဖြတ်သိမ်းလိုက်တဲ့ Move Forward Party ဆိုပြီးတော့ပြန်ပြီးတော့တကြောပြန်ပြန်လာတယ်။ Move Forward Party ကိုဖြတ်သိမ်းလိုက်တဲ့ People's Party ဆိုပြီးတော့တခါပြန်ပြီးတော့တက်လာတယ်။အဲ့တော့ဒါတက်စင်မှုဘန်းနဲ့ဟလာကျွန်တော်တို့ဟိုညမပြန်ပြီးတော့တက်လာတယ်။နော်အဲ့တော့အခုတခါတမိပြန်ပြီးတော့တက်လာတယ်။ ဲ့တော့ဆိုလိုတာကနိုင်ငံရေးနည်းလမ်းကိုယုံကြည်တယ်အကြမ်းမဖက်နိုင်ငံရေးနည်းလမ်းကိုယုံကြည်တယ်ဆိုရင်မဆုံးမနစ်ဟလာလူမှုထောက်ခံမှုကလည်းကိုယ့်ပေါ်မှာအခိုင်အမာရှိတယ်လို့ယုံကြည်ရင်ဒီနည်းလမ်းကိုလက်မလွှတ်ရဘူးအဲ့တော့ဟိုဆိုလိုတာကအခုအချိန်ဒီမှာကတော့စစ်တပ်ကသူတတလုံးတွေချင်းနေနဲ့နေသွားလို့မရအောင်နောက်တစ်ခုက तू က2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုကင်စွဲထားတာဖြစ်တဲ့အတွက်ကြောင့်2008ဖွဲ့စည်းပုံအရပဲရွေးကောက်ပွဲလုပ်တဲ့နေလန်းနဲ့ तू ကဖြည့်ရှင်းပါပဲအ ဆိုတော့နောက်တစ်ခုကတော့ဒီဟာကဟိုစစ်ပြတ်တစ်ခုတည်းကြောင့်မဟုတ်ဘူးကျွန်တော်တို့နိုင်ငံရေးထိခိုက်နာကျင်မှုဒေဂျီပျက်စီးမှုတွေအတွက်ဒါနိုင်ငံရေးနီလန်းနိုင်ငံရေး platform ပြန်ပေါ်လာဖို့အတွက်ကို၌ကဒါဒီနီလန်းဟာအားလုံးရဲ့ဒါထွက်ပေါက်ပထမအဆင့်ဖြစ်တယ်လို့ကျွန်တော်ကတော့အဲ့လိုမြင်တယ် โอเคနောက်တစ်ခုကတော့အခုရွေးကောက်ပွဲလုပ်ပြီဆိုပါတော့เนาะရွေးကောက်ပွဲလုပ်တဲ့နေရာမှာအတင်းကျပ်မဲပေးတာတွေလုတ်ခိုင်းမယ်။နောက်မဲခိုးမဲလိမ်တာတွေဒါဖြစ်နိုင်ခြေရှိရဆိုပြီးတော့ UNCC ကဆွေးနွေးထားတာရှိတယ်။နောက်ပြီးစစ်တပ်အောက်မှာကြောက်လို့ဟိုမဲပေးရတယ်ဆိုရင်လည်းဒါဟိုသူတို့ထိန်းချုပ်ထားတဲ့ဟာကအခုစစ်တမ်းတွေရပေါ့เนาะဆိုရင်27ရာခိုင်နှုန်းလောက်ပဲရှိတယ်ဆိုတော့ဒီရွေးကောက်ပွဲကဘယ်လိုလုပ်ပြီးတရားမျှတမှုရှိမလဲဆိုပြီးပြန်ပြီးမေးခွန်းထုတ်ထားတာလည်းရှိတယ်။အဲ့ဒီပေါ်ဘယ်လိုပြောချင်လဲဗျ။ဟိုတစ်ခုကတော့ ဒီ2008ဖွဲ့စည်းပုံကိုကင်ဆွဲထားတာဖြစ်တဲ့အတွက်ကြောင့်သူ့မှာအကန့်အသတ်တွေရှိတယ်။အဲ့တော့ပထမအကန့်အသတ်ကတော့ရေးပေါ်ကာလတစ်နှစ်တစ်နှစ်ပြီးတော့6လနှစ်ကျင်။အဲ့ဒီမှာမှတာမန်အခြေအနေမဟုတ်ဘူးဆိုပြီးတော့6လတိုးတာကလည်းဟို6လပြည်တိုင်းပြည်တိုင်းစိတ်တိုင်းကြတိုးနေလို့မရဘူး။ဒါကတော့ဒါယူကောက်ပွဲကမဖြစ်မနေလုပ်ကိုလုပ်ရမယ်ဆိုတဲ့အကန့်အသတ်တစ်ခုပေါ့။အဲ့တော့နောက်တစ်ခုကတော့ကျွန်တော်တို့နိုင်ငံမှာ1951 52တုန်းကလည်းပဲ ဒါပြည်တွင်းစစ်ပေါ်တနိုင်ငံလုံးတိုင်းတာနဲ့ဒါအစိုးရတောင်မှတော့ရန်ကုန်အစိုးရဘဝကတဖြည်းဖြည်းချင်းပြန်ပြီးတော့စူးစီးလာရတဲ့အခါကျတော့ဟိုရုပ်ောက်ပွဲကိုအလုံးမကျင်းပါနိုင်ဘူးဒီလိုပဲအတုတ်လိုက်အတုတ်လိုက်ခွဲပြီးကျင်းပါခဲ့ရတာရှိတယ်ဆိုတော့ဒါကတော့အရင်အတွေ့အကြုံရပါဟုတ်တခုတော့ရှိတယ်ဂိမ်းမျက်နှာညီရပြောရလို့ရှင်တော့တကယ်သာဟလာ20ရာခိုင်နှုန်းပဲဟလာဒါစစ်တပ်ကထိန်းချုပ်နိုင်တော့တယ်ဆိုရင်အဲ့တော့သူတို့ထိန်းချုပ်နိုင်တယ်ဆိုတဲ့ဟာကကျန်တဲ့80ရာခိုင်နှုန်းဆိုရင်သူတို့လည်းရုပ်ောက်ပွဲလုပ်ဖို့အဲ့ဒီမှာ ဲ့တော့ဒီမိုကရေစီကိုလည်းတကယ်ယုံကြည်တယ်ဒီမိုကရေစီကိုအကောင့်တွေဖော်မယ်ဆိုရင်ပေါ့အဲ့တော့တကယ်တကယ်တော့ကျွန်တော်ကဟိုပွင့်ပွင့်လင်းလင်းပဲပြောရရင်လက်နက်ကင်ပဋိပက္ခတိတ်ပြီးတော့ကြီးထွားလာတဲ့အချိန်မှာဒီမိုကရေစီဟာနောက်ရောက်သွားတယ်နောက်တန်းရောက်သွားတယ်ဟိုလက်နဲ့ကင်တာကအဓိကဖြစ်သွားပြီးတော့လက်နဲ့ကင်ပြီးနည်းမြွှန်းလို့တာကအဓိကဖြစ်သွားရင်ကျွန်တော်တို့ဟလာ88ရှေ့လေးလုံးရေတော်ပုံကြီးမှာကြွေးကြော်ခဲ့တဲ့ဒီမိုကရေစီရရှိရေးဒုရေးဆိုတာပျောက်တလောက်ဖြစ်သွားပြီအဲ့တော့ဒီအချိန်ဒီမှာ ကျွန်တော်တို့ဒါဒီမိုကရေစီဘောင်ပေါ့နိုင်ငံရေးဘောင်ပြန်ပေါ်လာဖို့အတွက်ကကျွန်တော်တို့ဒီနီလန်းကိုကျွန်တော်တို့ရွေးချယ်တာဖြစ်ပါတယ်။နောက်ဆွေးနွေးချက်တစ်ခုကတော့ဒီရွေးကောက်ပွဲမှာပါခဲ့မယ်ဆိုရင်ပေါ့နော်စစ်ကောင်စီပြုလုပ်တဲ့ရွေးကောက်ပွဲမှာပါမယ်ဆိုရင်ပါတီတွေနဲ့ဒါတမိုင်းကောင်းမှာမဟုတ်ဘူး။နောက်တစ်ချိန်မှာတာဝန်ခံရမယ့်ကိစ္စတွေဖြစ်လိမ့်မယ်တဲ့။ဒီအတွက်ဒါရတန်းအရက်ကြဖို့တို့ကတိုက်တွန်းထားတယ်။နောက်ပြီးတော့ဟိုအဓိကကတော့စစ်တပ်ကနိုင်ငံရေးကထွက်ဖို့ပဲပေါ့နော်။အဲ့လိုထွက်မလားဆိုပြီးတော့ 2010တည်းကစပြီးတော့တဖြည်းဖြည်းနဲ့ထွက်သွားမလားဆိုပြီးတော့ပူပေါင်းပါဝင်ခဲ့တာပေါ့နော်2021မှာတော့ဒါလုံးဝပြတ်သွားတာကိုတွေ့ရတယ်ဆိုတော့ဟိုဝင်မယ်ဆိုရင်လည်းဒါຫນွေဦးတော်လိုင်းကိုတစ္ဆာဖားတော့ကြာမယ်ပေါ့နော်ဒီလိုဆွန့်ညစ်ချက်လည်းရှိတယ်အဲ့တော့ဥကိုကြီးဆိုရလဲဒီပါရုပ်ောက်ွက်လမ်းကြောင်းယူထားဆိုတော့အဲ့ပုံမှာရောဘယ်လိုမျိုးပြောလို့လဲဗျအဲ့တော့တမိုင်းနေပါရင်းနဲ့ခြေပြီးပြောလာမယ်ဆိုလို့ရှင်တော့88အာနာသိန်း2090ရုပ်ောက်ွက်ဝင်တဲ့တမိုင်းအစားပြောရတော့ တက2008ဖွဲ့စည်းပုံကိုကျွန်တော်တို့လက်မခံနိုင်ပါဘူးဆိုပြီးစန့်ကျင်နေတဲ့တဲကနေပြီးတော့2012ဂျာပြရွေးကောက်ပွဲကနေစပြီးပြန်ဝင်လာတာတွေကိုတမိုင်းလို့ပြောရတော့အဲ့တော့တမိုင်းတမိုင်းဆိုတဲ့ကိစ္စကိုလွယ်လွယ်လေးတော့မသုံးစေချင်ဘူး။ဘာကြောင့်လဲဆိုတော့ဟလာကျွန်တော်တို့ဒါစေအစိုးရလုပ်တဲ့ရွေးကောက်ပွဲလို့ပြောရင်60ရွေးကောက်ပွဲကနေစပြီးတော့အဲ့ဒီဖြစ်စဉ်တွေအစအဆုံးကိုဒါကိုတမိုင်းလို့ကျွန်တော်တို့ပြောရမှာပေါ့။အဲ့တော့စစ်တပ်ကိုနိုင်ငံရေးကနေစုခွာဖို့ဆိုတဲ့ကိစ္စမှာကျွန်တော်တို့ယူဆကလည်းတဖြည်းဖြည်းချင်းစုခွာအောင်ကျွန်တော်တို့ကကြိုးစားဖို့ပဲ။ အဲ့တော့တချီတဲ့နဲ့ဟလာဟိုကိုဟို၅နှစ်တက်တန်းမှာတခါတည်းအပြည့်ရှင်းရမယ်ဆိုတဲ့ကိစ္စမျိုးပါလက်တွေ့လည်းမကြတဲ့အတွက်ကြောင့်ကျွန်တော်တို့ကတိုင်းပြည်နစ်နာမယ်ကိစ္စပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ဆောင်ရွက်ခဲ့ရတာဖြစ်တယ်။အဲ့တော့ထိုင်းနိုင်ငံမှာလည်းပဲဒါစစ်တပ်ကအာဏာသိမ်းတာဟာကျွန်တော်တို့၁၉ချိန်ပေါ့เนาะတောင်းချောက်ဒီလိုအခြေအနေမျိုးထဲမှာပဲနိုင်ငံရေးစီးပွားရေးလူမှုရေးအခြေအနေတွေကိုမပြည့်စုံအောင်ကျွန်တော်တို့ကအားလုံးကနေပြီးတော့ညှက်ချေတစ်ခုရှာရတာပဲအဲ့တော့ကျွန်တော်တို့ကတော့ဟိုပြည်သူရဲ့မျက်နှာကိုပဲကြည့်မယ်အဲ့တော့ တကယ်တကယ်မှာဒီတိုင်းရင်းသားဒီရောလက်နက်ကင်တွေရောထိန်းချုပ်ထားရဲဆိုတဲ့နေရာဒီမှာရှိနေတဲ့ပြည်သူတွေရဲ့လက်တွေ့ဘဝတွေကိုမြင်အောင်ကြည့်ဖို့တော့လိုပဲเนาะအကုန်လုံးကြည်လန့်စာစားနဲ့နေနေရတဲ့အခြေအနေမျိုးဟာလာပြီးတော့လည်းအခုဒါလက်နက်ကင်တပ်ဖွဲ့အချင်းချင်းဒါပြစ်ကြခတ်ကြဟာလာရိုက်ကြနှက်ကြအစကြီးတဲ့မျိုးတွေလည်းကျွန်တော်တို့ဒါတောင်းချောက်ကြားနေရတာအဲ့တော့ရှေ့လျှောက်လည်းဒီပြဿနာတွေကဟိုအများကြီးကြုံအောင်ဟိုလက်နက်ကင်လွှမ်းမိုးတယ်ဆိုတဲ့နေရာမှာဒီမိုကရေစီဆိုတာမရှင်းတမ်းနိုင်ဘူး เนาะအဲ့တော့ဒါကြောင့်မလို့ကျွန်တော်တို့ကဟိုတမိုင်းလို့ပြောမယ်ဆိုရင်ကျွန်တော်တို့ကရေရေကြီးကျွန်တော်တို့ပုတ်ဘူးတမိုင်းမှာလည်းကျွန်တော်တို့ကတောင်းဝန်ခံတယ်ကျွန်တော်တို့ရွေးချယ်တဲ့နီလန်းဟာဟိုကျွန်တော်တို့ကြောင့်တစုံတယောက်မှတည်ကြည်ပြည့်စည်ခဲ့တာမရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ကကိုယ်တမိုင်းကိုကိုယ်ရေရေကြီးကျွန်တော်တောင်းဝန်ခံโอเคအဲ့တော့ UNCC ရဲ့နောက်ဆွေးနွေးချက်ကတော့ခုနလိုကြည့်နေတဲ့ခုလက်ရှိပြဿနာတွေပေါ့เนาะဒီရွေးကောက်ပွဲဖြစ်နေတော့မှဒါတွေကိုဖြေရှင်းနိုင်မှာမဟုတ်ဘူးဆိုပြီးဆွေးနွေးထားရှိပါတယ် သူတို့ဘက်ကစစ်ကောင်စီနဲ့ဘက်ကပေါ့နော်စစ်ကောင်စီကိုထောက်ခံတဲ့ဘက်ကပဲလွှမ်းမိုးမှုများတဲ့ရွေးကောက်ပွဲပဲဖြစ်မယ်ပေါ့နော်ဒါအဖြစ်မဟုတ်ဘူးနောက်ပြီးတော့ဒီအခြေအနေအားဒီမိုကရေစီနဲ့ဖက်ဒရယ်အခွင့်အရေးတွေဆုံးရှုံးမဲ့အတိတ်ပဲပဲဖြစ်တယ်နောက်သူတို့ဘက်ကစန့်ကျင်ဖိနှိပ်မှုတွေဆက်လုပ်မှာပဲကိုယ့်ဘက်ကစန့်ကျင်လဲပေါ့နော်စစ်ကောင်စီကိုပြန်စန့်ကျင်လဲအင်အားကြီးလာရင်နောက်ထပ်အာဏာသိမ်းတဲ့ဖြစ်စဉ်တွေလည်းထပ်ထပ်လာမယ်ဆိုတဲ့အခြေအနေကိုလည်းဆွေးနွေးထားတယ်အခုဖြစ်လာရင်လည်းဒါအရက်သားတစ်ပိုင်းအစိုးရတော်မှမဟုတ်ဘူးပေါ့နော်စစ်တပ်ကအကုန်ယူထားတဲ့အစိုးရပဲဖြစ်မယ် ဆိုတော့အဲ့ဒီအဆိုးရနဲ့ညှိနှိုင်းမှုဆိုတာလည်းဒါဘလို့မှဖြစ်နိုင်မှာမဟုတ်ဘူးအဲ့တော့ရလက်ကတော့စစ်တက်သက်ဆိုးရှင်ပဲတားစင်မြေဆက်ဒီချက်ဆိုးတဲ့အခြေအနေပဲရင်ဆိုင်ရမယ်ဆိုပြီးဆွေးနွေးတာရှိပါတယ်အဲ့ဒီပေါ်ကိုပါမပြောလို့လည်းပေါ့ဟိုကျွန်တော်တို့ကဒီစစ်တက်ပေါ့လေဒီစစ်အာဏာရှင်ပေါ့ကျောင်းမိုးတဲ့အခြေအနေရတယ်အတွင်ကူးပြောင်းတဲ့ဖြစ်စဉ်တွေကိုလေ့လာကြည့်ရင်သူကဟိုပေါ့တစ်ခုနဲ့တစ်ခုဂွင်းဆက်တွေချိန်နေဖို့လိုတယ်အဲ့တော့ကျွန်တော်တို့ကဒါအင်ဒိုနီးရှားကိုလေ့လာတဲ့အခါကျတော့ဒါဟိုအာဏာရှင်ဆိုဟာတူဆိုပြီးတော့ပြောကြတယ် အဲ့တော့ဆူအာတူကနေပြီးတော့ပြောင်းတဲ့အခါကျတော့အတိုက်ခံလက်ထဲကိုဒိုင်းမနဲ့ဆိုချက်ချင်းမပြောင်းဘူးဟုတ်လား तू ယုံကြည်စိတ်ကြရတဲ့ဟာဘီဘီလက်ထဲကိုပြောင်းဟာဘီဘီလက်ထဲကနေပြီးတော့မှရေကောက်ပွဲကတက်လာတဲ့ဒါသူဝါဟစ်ကိုပြောင်းအဲ့တော့အဲ့တော့အဲ့ဒီချိန်တုန်းကပြောရရင်တော့ဟိုမေဂါဝတီစူကာနိုပူထရီတို့ဘာတို့ရှိခဲ့တာပဲသို့တော်လည်းပဲအဲ့ဒီအခုအပြောင်းကိုတင်တင်ဝင်းဝင်းနဲ့ပြောင်းလဲနိုင်အောင်တော့ချက်စူးစမ်းနိုင်ခဲ့တဲ့အတွက်ကြောင့်ဝင်းဆက်တွေပြတ်ထွက်မသွားပဲနဲ့ ်ချိတ်ဆက်နိုင်တဲ့အတွက်ကြောင့်ဒီနေ့အင်ဒိုနီးရှားနိုင်ငံရဲ့အခြေအနေတည်တည်ငြိမ်ငြိမ်နဲ့ပြောင်းလဲနိုင်တာဖြစ်တယ်။အဲ့တော့နိုင်ငံရေးကောင်းဆောင်တွေရဲ့အရေးချင်းပေါ်မှာမူတည်တယ်။အဲ့တော့ဒါကြောင့်မလို့ဟိုကျွန်တော်တို့ကလက်တလုံးမှာဒီရွေးကောက်ပွဲကနေပြီးတော့စစ်တပ်နဲ့ထိတ်တဲရင်ဆိုင်မဲ့လူပုဂ္ဂိုလ်အဖွဲ့အစည်းတက်လာရင်တော့ဘယ်လိုမှမအောင်မြင်နိုင်မဖြစ်နိုင်ဘူး။အဲ့တော့ဒါကြောင့်မလို့ကျွန်တော်တို့ကလည်းဟလာအခြေခံအယူအဆတစ်ခုပေါ်လိုက်ကစစ်အာဏာရှင်စနစ်ကိုကျွန်တော်တို့မကြိုက်ဘူး။သို့တော်လည်းအခုလက်ရှိအကြံတဲ့ဟာစစ်တပ်နဲ့ဟလာဟိုတွဲပြီးတော့ ထွက်မှာပဲရမယ်အဲ့တော့ပြောရရင်တော့စစ်တပ်နဲ့တွဲလို့နိုင်တဲ့ရွက်ောက်ပွဲရတာပဲဖြစ်မယ်ဒါကတော့ကျွန်တော်ကဒီအပေါ်မှာဟာလာကျွန်တော်တို့ကဒါကြီးကမဖြစ်နိုင်ပါဘူးဘလို့ပါညာလို့ကျွန်တော်တို့မပြောဘူးအဲ့တော့ဒေါက်တာလောချင်နေမှာဒီပဋိပက္ခတွေကလည်းအုံနေချင်းနဲ့ဆက်ရှိနေတဲ့အခြေအနေမှာဒီပဋိပက္ခတွေကိုနိုင်ငံရေးနည်းလမ်းအရဖြည့်ရှင်းနိုင်ဖို့ဆိုတာကလည်းပဲစစ်တပ်မပါလို့နဲ့ဖြည့်ရှင်းလို့မရဘူးဒါကြောင့်မလို့ဒီရွေးကောက်ပွဲဖြစ်ခဲ့ခြင်းလည်းပဲ မြောက်ကွဲကနေပြီးတော့ပေါ်ထွက်လာမဲ့အစိုးရသည်စစ်တပ်နဲ့ထိတ်တက်ရင်ဆိုင်တဲ့အစိုးရမျိုးဖြစ်လို့မရဘူးအဲ့ဒီကနေပြီးတော့မှတပြေးပြေးနဲ့နိုင်ငံရေး space ပေါ့နော်ဟိုနိုင်ငံရေးပေါ်ကိုပြန်ကျေလာအောင်လုပ်ရင်းနဲ့လူထုထောက်ခံမှုနဲ့တပြေးပြေးနဲ့နိုင်ငံတည်ဆောက်ရေးကိစ္စတွေကိုပြန်လုပ်ရလိမ့်မယ်လို့ကျွန်တော်တို့ပြန်ပါတယ်ဟုတ်ကဲ့နောက်ဆွေးနွေးချက်ကတော့နိုင်ငံတကာလှည့်ကွက်ပေါ့နော်နိုင်ငံတကာကဒါလှည့်စားဖို့ဖြစ်တယ် ူရွေးကောက်ပွဲလုပ်ပြီဆိုရင်နိုင်ငံတကာတရားဝင်မှုကိုတစုံတရာရမယ်အဲ့ဒီလိုကြရင်ဒါတော်လိုင်းအင်အားစုတွေကသူကဖိနှိပ်ဖို့ပေါ့နော်ရည်ရွယ်တာဆိုပြီးဆွေးနွေးတာရှိတယ်ပြီးရင်ရွေးကောက်ပွဲလုပ်မယ်ဆိုရင်နိုင်ငံတကာပေါ့နော်တော်လိုင်းအင်အားစုတွေကိုထောက်ခံမှုညော့မယ်ပြီးစစ်တပ်နဲ့စကားပြောဖို့ဖိအားပေးတာဖြစ်လာနိုင်တယ်အဲ့ဒီတစ်ချက်လည်းဆွေးနွေးတယ်ပြီးရင်အိုနိုင်ငံတကာကရွေးကောက်ပွဲကိုထောက်ခံကြောင်းပြဖို့လုပ်နေတဲ့အခြေအနေပေါ့နော်ဒီအခြေအနေမှာ စစ်ကောင်စီနေနဲ့သူတို့လေကြောင်းတိုက်ခတ်မှုတွေနဲ့အရက်သားပေါ်ပေါ်เนาะအဆုံးစွန်ဒီလုတ်ဖို့တွန်းအားပေးသလိုလည်းဖြစ်သွားမယ်ပေါ့ဆိုတော့ဒီအခြေအနေကိုနိုင်ငံတကာနဲ့ပတ်သက်ပြီးဆွေးနွေးတာရှိပါတယ်အဲ့ဒီပေါ်ရောပါများပြန်ဆွေးနွေးလို့လည်းဗျာနိုင်ငံတကာလို့ပြောရင်တော့ဒီလက်တလုံးပေါ့နိုင်ငံတကာဖြစ်ရတူကိုလေ့လာကြည့်ဖို့တိုးတယ်တကယ်တော့ပြောရရင်ဟိုကျွန်တော်ဒုတိယကမ္ဘာစစ်နောက်ပိုင်းတိဆောက်ထားတဲ့ကမ္ဘာစနစ်ကြီးကပုံပြတ်သွားပြီပျက်စီးသွားပြီ အဲ့တော့ပြည့်စည်သွားတဲ့အထဲမှာမှကျွန်တော်တို့ဟိုဆိုဗီယက်ယူနီယံပြိုကျတဲ့အချိန်ဘာလင်တိုင်းပြိုကျတဲ့အချိန်တုန်းကဟို liberal democracy အောင်ပွဲခံပြီးတမိုင်းနေကုန်းချုပ်ပြီးဆိုတဲ့အချိန်တွေကနေပြီးတော့ဟလာရုရှားမှာသမ္မတပူတင်တက်လာတယ်လို့တရုတ်မှာဒါသမ္မတရှီချင်းပြင်တက်လာတယ်ဟလာကျွန်တော်တို့ဟိုဒါအမေရိကဆိုဒါ Trump တက်လာတယ်ပေါ့ဆိုတော့အဲ့ဒီအချိန်တွေအားလုံးမှာပြန်သုံးသပ်ကြည့်လို့ရှိရင်တခါတည်းကျတော့ကျွန်တော်တို့တချို့အရာတွေကသကလုံးပေါ်လာတာပဲရှိလက်တွေ့မှာ ပဂတိနိုင်ငံရေးပေါ့ကျွန်တော်တို့ real politics ဆိုတဲ့အခါဒီနိုင်ငံကြီးတွေနဲ့အင်ဂျင်နာချင်းကတ်နေရတဲ့နိုင်ငံတွေမှာကိုယ်စိတ်ကြိုက်ကိုယ့်ဘာကိုယ်ကလှုပ်ချင်တာလှုပ်မယ်ဘယ်သူမဆိုင်ဘူးလို့နေလို့ကိုမရဘူးဒါယူကရိန်းဖြစ်စဉ်ကိုကျွန်တော်တို့ဒါလေ့လာကြည့်လို့ရတယ်အဲ့တော့ဟိုကျွန်တော်ပြောတာကဟိုစိတ်ထဲမကောင်းပါဘူးကျွန်တော်ယူကရိန်းကိုရောက်လေရောက်ခဲ့တယ်ဗောနော်လေးလက်လေးလာခဲ့ဆိုတော့ဖြစ်နေတဲ့အခြေအနေတွေကိုကြည့်ပြီးတော့ကျွန်တော်စိတ်ထဲတော်တော်မကောင်းဘူးအဲ့တော့သို့တော့ယူကရိန်းက ပြောရင်အနောက်နိုင်ငံအားလုံးကဝိုင်းပြီးတော့တခါတည်းအုံနဲ့ကျင်းတဲ့လက်နဲ့အကူကြီးငွေကြေးအကူကြီးဤပညာအကူကြီးထောက်ပံ့ပေးတာရှိတယ်။ကျွန်တော်တို့နိုင်ငံမှာအဲဒီလိုမျိုးယူကရိန်းလိုမျိုးတကယ်ကိုတရားဝင်တခါတည်းလက်နဲ့ဒီငွေကြေးတွေဤပညာတွေအထောက်ပံ့ပေးနေတာလည်းရှိဆိုတော့ဒါလည်းပဲကျွန်တော်တို့သတိပြုရမယ့်အချက်လို့ညင်တယ်။အဲ့တော့တခုတော့ရှိပါတယ်ရွေးကောက်ပွဲလုပ်တာအတိမတ်ပြုခံရလို့ဆိုလို့ရှိရင်1960နဲ့အာနာသိန်းတော့ ိုချုပ်နေဝင်းကိုကော်စောနေခင်းပြီးတော့အမြောက်ဖောက်ပြီးတော့အမေရိကန်နိုင်ငံကဂျိုးဆူခဲ့တာပဲအကန့်ခဲ့တာပဲဆိုတော့ကအလာဟိုနိုင်ငံရေးချိန်တွေဒီမတူဘူးဆိုပေမဲ့လို့ဟိုရွေးကောက်ပွဲဖြစ်ချင်းမဖြစ်ချင်းဆိုတာတက်ကိုကိုထောက်ခံခြင်းနဲ့ထောက်ခံနေတာပဲအဲ့လိုပြောရရင်အာနာရှင်နိုင်ငံတော်တော်များများဟာဒီအမေရိကန်ရဲ့ထောက်ခံမှုတွေရခဲ့ကြတယ်နော်အဲ့တော့အခုလည်းပဲသူ့မှာလည်းသူ့ထောက်ခံတဲ့ပြည်သက်ကတော့ရှိနေတာပဲဘာကြောင့်လဲဆိုတော့ကဘာကြီးကတစ်ချမ်းကွဲသွားပြီနှစ်ချမ်းကွဲသွားပြီ တော့ကွဲသွားတဲ့အချိန်မှာဒီအတိုင်းဆက်ထားရင်သူကအစုတစုတည်းမှာပဲပြိမ့်မိနေလိမ့်မယ်အဲ့တော့ကျွန်တော်တို့က2008ဖွဲ့စည်းပုံခြေခံဥပဒေမှာလည်းဒါလွတ်လပ်ပြီးတက်ကြွသောဗမလိုက်နိုင်ငံသားကြီးမူဝါဒဆိုတာကိုပြန်ပြီးအကောင့်ထဲပေါ်လာဖို့ဆိုရင်အဲကမ္ဘာနိုင်ငံအသေးသေးနဲ့မိဘမပြတ်ဆက်ဆံရေးပြန်ပေါ်လာဖို့ဆိုရင်ရွေးကောက်ခံအစိုးရအနေနဲ့ပြန်ပြီးတော့ကျွန်တော်တို့စူးစမ်းဖို့လိုတယ်။အဲ့လိုမဟုတ်ရင်တော့ကျွန်တော်တို့က ဒါစစ်တပ်ကတော့စစ်တပ်ကဒါလက်ရှိအခြေအနေမှာသူ့ကိုတိမှတ်ပြူတဲ့ဆက်ဆံတဲ့နိုင်ငံတွေဆိုတော့ရှိနေတာပေါ့နိုင်ငံတွေတော့နိုင်ငံတိတိတွေပေါ့ဘူးနိုင်ငံကြီးတွေကအခုလက်ဆက်ဆံနေတာပဲအဲ့တော့ဟိုရွေးကောက်ပွဲဖြစ်မှာဆက်ဆံတော့မဟုတ်ဘူးအဲ့တော့ရွေးကောက်ပွဲဖြစ်သွားရင်တော့ဒေဂျာရာကတော့တန်တမာဆက်ဆံရည်ကြီးတဲ့ပုံပြီးတော့အများကြီးကြောင်းတော့အဲ့တော့ကျွန်တော်တို့ကပြောချင်တာကလက်ရှိကိုယုံကြည်ရာနိုင်ငံရေးနိလန်းပေါ့လက်နက်ကိုင်နိလန်းမဲ့ဖြစ်ဖြစ်စောင်ရွက်နေတဲ့သူတွေက ဂတိနိုင်ငံရေးကိုမှန်မှန်ကန်ကန်သုံးသပ်နိုင်ဖို့ ਨੇ ဟိုကိုယ်နိုင်ငံရဲ့အခြေအနေပေါ့ကျွန်တော်ဆိုရင်ကျွန်တော်တစ်ဖက်ကဒီ Federal ရေးတိုင်းရင်းသားဒဏ်လူညီညာရေးမရှိလို့ဒီပြဿနာတွေဖြစ်နေရတယ်ဆိုတာကိုကျွန်တော်အခိုင်အမာယုံကြည်တယ်သို့တော်တစ်ချိန်တည်းမှာဒီနိုင်ငံကြီးပြိုကွဲပျက်စီးသွားတာမှာတို့ရှစ်လေးလုံးရဲတော်ဘုံကြီးတွေဆခဲ့တာဒီလိုမျိုးဇက်သိမ်းသွားတယ်ဆိုတာမျိုးတော့အပြစ်မခံနိုင်ဘူးဒါကြောင့်မို့လို့ကျွန်တော်တို့က ဲ့တော့နိုင်ငံတော်လည်းမပြိုကွဲရဘူးတိုင်းသားတွေလည်းဒဏ်ရီမြင်တယ်မှုပြပြဝဝခံစားနိုင်တဲ့အဆင့်အထိကျွန်တော်တို့ထူးစားသွားမယ်ဒါကြောင့်မလို့နိုင်ငံမပြိုကွဲမဲ့ဒဏ်တူညီမြဒီဖက်ဒရယ်အခွင့်အရေးကိုခံစားနိုင်မဲ့နိုင်ငံရေးနည်းလမ်းကိုကျွန်တော်တို့ကမဆုတ်မနစ်ကျွန်တော်တို့ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်အဲ့တော့ UNCC မှာဆွေးနွေးချက်နောက်ဆုံးအနေနဲ့ကတော့ဒီရွေးကောက်ပွဲကိုတားဆီးရမယ်ပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ဒီရွေးကောက်ပွဲကိုတော်လန်းရမယ်စန့်ကျင်ရမယ်တားဆီးရမယ် ရွေးကောက်ပွဲကိုမဲမပေးဖို့ပေါ့နော်စန့်ကျင်ဖို့ပြည်သူတွေကလှုပ်ရမယ်နှီးပေါင်းစုံနဲ့အတန်ထုတ်ပြန်ရမယ်လို့ဆွေးနွေးတယ်ပြီးတော့လူထုအနေနဲ့လည်းမဖြစ်မနေမဲထည့်ရမယ်ဆိုခဲ့ရင်လည်းဒါပယ်မဲထည့်ဖို့ပေါ့နော်တိုက်တွန်းထားတယ်နောက်ပြီးတော့ရွေးကောက်ပွဲမှာတကယ်လို့များအရက်ဖက်ပြစ်မှတ်တွေကိုတိုက်ခတ်မှုတွေရှိလာမယ်ဆိုရင်ဒါစစ်ကောင်စီကတော်လန်ရေးဘက်ကိုနာမည်ဖြတ်ချင်လို့လှုပ်လာဖြစ်မယ်ဆိုပြီးတတိထားဖို့လည်းဒါဆွေးနွေးသွားတယ်ဒီလိုမျိုးရွေးကောက်ပွဲကိုတားဆီးရမယ်ဆိုတဲ့အပိုင်းပေါ်ပေါ့နောက်ဆုံးအနေနဲ့ဘယ်လိုများဆွေးနွေးပေးခြင်းလဲဗျာ ဟုတ်တယ်ရွေးကောက်ပွဲဆိုတော့ကတော့နိုင်ငံသားတခုချင်းရဲ့စံတာပဲအဲ့တော့မဲပေးလို့ရတယ်ထောက်ခံမဲပေးလို့ရတယ်အဲ့တော့ဒီမှာကတော့ထောက်ခံကန့်ကွက်နှစ်ခုလည်းမဟုတ်ဘူးပေါ့အဲ့တော့ကိုကြိုက်တဲ့ပါတီကိုမဲပေးလို့ရတယ်သူမဟုတ်မဲမပေးပဲနေလို့ရတယ်အဲ့တော့သို့တော့ကျွန်တော်တို့ကအဲ့လား2030ရွေးကောက်ပွဲကျွန်တော်တို့ထောင်ထဲမှာပဲရှိသေးတယ်အဲ့တော့ကျွန်တော်ထောင်ထဲကနေကျွန်တော်ပြုံးပြီရွေးကောက်ပွဲစန့်ကျင်တယ်အာပြီးတော့ခါကြတော့ကျွန်တော်တို့ကဖွဲ့စည်းပုံမပြင်းရင်မဝင်ဘူးပေါ့ ဆိုပြီးတော့ campaign တွေလုပ်ကြတာပေါ့အဲ့တော့လုပ်တဲ့အခါကျတော့ကျွန်တော်ကဒါဆိုကြတာကျွန်တော်အချင်းတောင်ထဲကနေကျွန်တော်သုံးသပ်တယ်။ဩကိုဒီဘက်ကအတိုက်ခံနေရတော့အဲ့ဒီချိန်တော့ကဒါစစ်အစိုးရအလိုကြပြီသူတို့ပူးပေါင်းဆောင်ရွက်မှုလုပ်နေတာပဲလို့ကျွန်တော်ကအဲ့လိုမြင်။ဘာကြောင့်လဲဆိုတော့ဟိုပြောရရင်တော့အဲ့ဒီချိန်တော့ကဒါနောက်ဘက်ကအစိုးရကလည်းအာဏာလွှဲမယ်ဆိုရင်ဟလာသူနဲ့လက်တွဲလုပ်နိုင်တဲ့အစုအဖွဲ့ကိုပဲသူကတွဲမှာလေ။သူမယုံကြည်တဲ့ သူ့ကိုထိတ်တိုက်စိန်ခေါ်မဲ့သူဆိုရင်လွှဲမှာမဟုတ်ဘူးအဲ့တော့ပြောကြစို့ဆိုလို့ရှိရင်အဲ့တော့ဒီအတိုက်ခံတွေဘက်က energy အနေနဲ့ရေကောက်ပွဲမဝင်တာကိုနဝတာကသဘောကျတယ်လို့ကျွန်တော်ကတော့ယူဆတယ်အဲ့တော့နဝတာကလည်း energy ကိုမဝင်စေခြင်းဘူးကျွန်တော်တို့အတိုက်ခံတွေကလည်း energy မဝင်နဲ့မဲတော်မပေးကြနဲ့ဆိုပြီးလှုပ်လိုက်တဲ့အတွက်ကြောင့်အဲ့တော့နဝတာကလိုချင်တဲ့ရလဒ်ကိုပူပေါင်းပြီးအကောင့်တွေပေါ်ပေးခဲ့ကြတယ်လို့ကျွန်တော်အဲ့လို ဆိုတော့အခုလည်းပဲကမ်ပိန်းလုပ်နေလုပ်ရင်ဘာဖြစ်လာမလဲဆိုတော့ကျွန်တော်တို့ဆိုတာတကယ်ကိုဒီမိုကရေစီရေးဖက်ဒရယ်ရေးပေါ်မှာတခြားလုံးပေါ့နိုင်ငံရေးချက်တမ်းမှုတခြားလုံးကျွန်တော်တို့ဒီဇိုင်းမမှန်ယုံကြည်ပြီးလုပ်ခဲ့ကြတဲ့သူတွေအဲ့ဒီသူတွေကိုမဲပေးမဲ့သူတွေကချင်းချောက်မှုအမျိုးမျိုးကြောင့်အခုကဒီမှာခုနကလည်းကိုကိုတထွင်နိုင်ပြီးတဲ့ဟာမှာကျွန်တော်တတိထားလိုက်ပြီးတယ်လက်ရှိဒါစစ်တပ်ကနေပြီးတော့ချင်းချောက်မှုတွေနဲ့မဲပေးခိုင်းတာပါ냐ဆိုတော့ တကယ်ချင်းချောက်မှုတွေကမဲမပေးဖို့ချင်းချောက်နေတာမဲမပေးဖို့ချင်းချောက်တဲ့အခါကျတော့ဒီမိုကရေစီကိုလိုလားတဲ့နိုင်ငံရေးပြန်ပြီးတော့ပွင့်လင်းလာစေခြင်းတဲ့သူတွေကမဲလာမပေးရဘူးဆိုရင်ပြောကြဆိုဆိုလို့ရှင်တော့တစ်ဖက်ကလိုချင်တဲ့ရလက်ကိုပူးပေါင်းကြံစည်နေတာပဲပံ့ပိုးဆောင်ရွက်ပေးနေတာပဲလို့ကျွန်တော်ကတော့အဲ့လိုမြင်တယ်ဒါကတော့တစ်ပိုင်းပေါ့အဲ့တော့နောက်တစ်ခုကတော့ဘာလဲဆိုတော့အကြမ်းဖက်မှုတွေလုပ်အဲ့ဒီအကြမ်းဖက်မှုတွေကဒီခေတ်မှာလိန်လို့မရဘူး ပြောရင်တက်တေတက်ကာရရည်နဲ့အခုလဲကျွန်တော်တို့ကျွန်တော်ရှိမှာဆိုကျွန်တော်ဗီဒီယိုတွေအများကြီးပဲကျွန်တော်ဟလာပြောရရင်ဟိုဟိုစိတ်ထိတ်ခိုက်စရာတွေရဲရဲဆဲလုတ်ထားတဲ့ကိစ္စတွေဒါတွေကအကုန်ထွက်လာတာပေါ့အဲ့တော့ပြီးတဲ့အခါကျရင်သူမဟုတ်ပါဘူးကိုမဟုတ်ပါဘူးနဲ့ပြောဖို့တော့လုတ်ပြီးတော့တကယ်ခံလိုက်ရတာကလက်နဲ့နဲ့ပြောရင်အကာအကွယ်မဲ့တဲ့အရာသားတွေပဲခံရတယ်အဲ့တော့ဘသူကပဲလုတ်လို့အကျမ်းဖက်မှုအကျမ်းဖက်မှုပဲအဲ့ဒီအကျမ်းဖက်မှုတွေနဲ့ပတ်သက်လို့လည်းဒါကျွန်တော်တို့ဟိုအမေရိကန်မှာဟောပေါ်ထုတ်ပြန်တဲ့ report တစ်ခုမှာ ဟို PDF တွေကလုတ်တဲ့ jump ပြမှုကဘလောက်ရခိုင်တော့ ER ကိုတွေကလုတ်တဲ့ jump ပြမှုကဘလောက်ရခိုင်တော့စစ်တပ်ကဟလာဘုံကျဲတာလက်နေကြီးနဲ့ပြတ်ကတ်တာကြောင့်ဖြစ်တာဘလောက်ရခိုင်တော့ဆိုတဲ့သူပြည်ထနာစစ်တမ်းတွေလည်းရှိတယ်အဲ့တော့လွယ်လွယ်လေးဟလာအကြမ်းဖက်မှုတွေကိုတာဝန်မခံဘူးတာဝန်မယူဘူးဟာဟိုတယောက်ကိုတယောက်လက်ညှိုးထိုးချပြီးတော့အပြစ်မဲ့ဒီအရက်ဖက်နေနေမဲ့အကာအကွယ်မဲ့ပြည်သူတွေတေကြီးပြည့်စည်နေတဲ့ကိစ္စကိုတော့ပိုင်ရှင်မဲ့လို့လို့မရဘူး။လုံရင်လည်းတမိုင်းကခွင့်လွန်မှာမဟုတ်ဘူး။ အဲ့တော့ဒီကိစ္စတွေအားလုံးကခုနကတမိုင်းအကြောင်းပြောလို့တမိုင်းနဲ့ချီပြီးတော့တာဝန်ယူရလိမ့်မယ်ရှင်းရလိမ့်ဒီအကြမ်းဖက်မှုတွေကလူ့ခွင့်ချိုးဖောက်မှုတွေအကြမ်းဖက်မှုတွေဘယ်သူကပဲလုပ်လို့အဲ့ဒါတွေကပြောက်သွားတဲ့ကိစ္စမျိုးမဟုတ်ဘူးလို့ကျွန်တော်ကတော့အဲ့လိုပဲမြင်တယ်။ဟုတ်ကဲ့ဦးကိုကြီးအဲ့တော့အခု UNCC ရဲ့ဆွေးနွေးချက်ဖြစ်တဲ့စစ်ကောင်စီကြိုးပမ်းနေတဲ့တရားမဝင်တူယောင်ရွေးကောက်ပွဲကိုစတင်ကြဆိုတဲ့ဆွေးနွေးချက်ဒီပေါ်မှာအခုလိုပြန်ပြီးတော့ရွေးကောက်ပွဲဝင်မဲ့ဦးကိုကြီးနေနဲ့သဘောထားပြန်ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဒါကတော့ကျွန်တော်တို့မေးမြန်းခန်းအပိုင်းတစ်ပေါ့နော်အဲ့တော့ကျွန်တော်ကတခုတော့လည်းပြောခြင်းအဲ့တော့ဒီရွေးကောက်ပွဲကိုစတင်ကြဆိုပြီးတော့ဘတ်ဆက်လုပ်မယ်ဆိုတဲ့ package ပါတခါတည်းရှိဖို့တော့လိုတယ်ဟို timeline နဲ့ရှိဖို့လိုတယ်အချိန်နဲ့ရှိဖို့လိုတယ်အခု၄နှစ်ကျော်လာပြီအဲ့တော့ဟိုတကယ်တကယ်ကပြောရရင်ဟိုဒါကျွန်တော်တို့ကဟိုကြိုက်ချင်းမကြိုက်ချင်းနဲ့မဆိုင်ဘူးအဲ့တော့နိုင်ငံတကာနိုင်ငံရဲ့စစ်တပ်ကိုတိပနိုင်ငံကြီးတွေရဲ့ အထောက်အပံ့ပေါဝင်ပတ်သက်မှုမရဘဲနဲ့ဟလာဟိုမလွယ်ဘူးဆိုတော့တော့ဒါဗိုလ်ချုပ်ကွန်ပေါ်လဲဒါတကာကောက်ချက်ချတာကျွန်တော်ကြားဘူးအဲ့တော့ဟိုမရေးမရာနဲ့အားလုံးဟိုတထိတ်ထိတ်နဲ့စိုးရင်ကြောင်းကြောင်းမှုတွေနဲ့မလုံးမချုံနဲ့ကာလအကန့်အသတ်မရှိတော့မလုံးနဲ့ရွေးကောက်ပွဲဆန့်ကျင်ပြီးရင်ဖြတ်သိမ်းပြီးရင်ဘာပြီးဘာလုပ်မယ်ဘလောက်အတွင်းမှာဘာလုပ်မယ်ဆိုတော့ကာလအကန့်အသတ်နဲ့တိတိကျကျပြည်သူကိုချပြဖို့လိုတယ်ဆိုတော့လေကျွန်တော်ကတခါပဲကျွန်တော်တိုက်တွန်းခြင်းနဲ့တော်လိုင်းအရာစုတွေရဲ့တောင်းဆိုချက်ကတော့စစ် တက်ကဟိုနိုင်ငံရေးအနေဆုတ်ခွာပေးရမယ်ပြီးရင်ဟိုအခြေခံဥပဒေအစ်စ်ကိုလက်ခံရမယ်နောက်ပြီးရင်ဟိုတရားမျှတမှုပေါ့နော် transitional justice ကိုလက်ခံရမယ်ဒီဒီ၃ချက်ဒါတို့ရတောင်းဆိုချက်ဒါဆိုလို့ရှိရင်ဆွေးနွေးမှုဖြစ်မယ်တိုင်းပြည်အပြောင်းလဲကောင်းမှုဖြစ်မယ်ဆိုပြီးဒါတို့သဘောထားတော့ရှိပြီးသားဖြစ်ပါဒီနေရာမှာဒီတစ်ချက်ကိုကျွန်တော်ထည့်သွင်းပြောကြလိုပါတယ်ဗျဟုတ်ကဲ့ပါဟိုအကောင်းဆုံးကတော့အကောင်းဆုံးပေါ့နော်အဲ့တော့ကျွန်တော်တို့ကမြေပြင်လက်တွေ့အခြေအနေတွေပေါ်မှာမူတည်ပြီးတော့ ရလက်ကိုဥတည်တဲ့ချင်းကပ်ပုံမျိုးဖြစ်ဖို့ပဲလိုပါတယ်။ဟုတ်ကဲ့အခုအပိုင်း၁ဖြေကြပေးတဲ့အတွက်ကျေးဇူးထူးတင်ပါတယ်ဥပ္ပိုလ်ကြီးခမ။ဟုတ်ကဲ့ဗျာကျွန်တော်လည်းကျေးဇူးတင်ပါတယ်